အီရန်ဘက်ကနေတရားဝင်ရက်တီလိုက်ပြီလို့ပါကစ္စတန်ကကြေညာပါတယ်။ညီကိုတော်အီရန်ဘက်ကနေရက်တီပြီးမွတ်စလင်ကဘာအနေနဲ့စီလုံးကြဖို့ပါကစ္စတန်ကလှုံ့ဆော်နေပါတယ်။ပါကစ္စတန်ကာကွယ်ဝင်ကြီးခါဝါဂျာအာဇစ်ကမျိုးသားညီလာခံမှာအီရန်နိုင်ငံပေါ်အစ်ဇွေးကအင်အားသုံးတိုက်ခိုက်မှုကိုလုံးဝလက်မခံဘဲဘယ်နည်းလဲလဲမဆိုအီရန်ဘက်မှရက်တီပြီးမွတ်စလင်ကဘာတစ်ခုလုံးစီလုံးကြဖို့တိုက်တွန်းပြောဆိုသွားပါတယ်။အစ်ဇွေးမြတ်လက်မှာလက်ရှိသူတို့ကြောင့် မွတ်စလင်ကဘာဟာတော်တော်လေးကိုတိုက်ပွဲတွေဖြစ်ပွားကြောင်းမငြိမ်းချမ်းကြောင်းမွတ်စလင်ဘာသာဝင်မဟုတ်တဲ့တခြားကဘာမှလူသားတွေကတော့အစ္စရေးရဲ့အခုကြမ်းဖက်တိုက်ခိုက်မှုကိုရှုတ်ချပြီးဖြစ်ကြောင်းအစ္စလာမ်ပူးပေါင်းဆောင်ရွက်ဖွဲ့ OIC အနေနဲ့မွတ်စလင်ကဘာအတွက်အစည်းအဝေးခေါ်ယူသင့်ပြီးအစ္စရေးနဲ့ရင်ဆိုင်မှုမှာမွတ်စလင်နိုင်ငံအားလုံးပေါင်းစည်းနိုင်စေဖို့လှုံ့ဆော်သင့်တယ်လို့ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ဒါပေမဲ့ခုချိန်ထိတော့ OIC ကတော့ခေါ်ယူခြင်းမရှိသေးပါဘူး။အီရန်ဟာအင်ဂျင်နီယာကိုနိုင်ငံဖြစ်တဲ့အကြောင်း အီရန်ကြိုးစည်းပွားနဲ့ပြည်သူတွေကိုကာကွယ်ရမှာဖြစ်ပြီးယေမန်ပါလက်စတိုင်းနဲ့အီရန်ကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အစ္စရေးကိုတွန်းလှန်ရမယ်ဆိုပြီးတော့ပါကစ္စတန်အမျိုးသားလူတော်မှာပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကအတီလင်းပြောသွားတာပဲဖြစ်ပါလိမ့်။ဒါကြောင့်လက်ရှိအခြေအနေမှာအစ္စရေးနဲ့အီရန်ရဲ့စီးရေးအခြေအနေကိုစောင့်ကြည့်လျက်ရှိတယ်လို့လည်းပြောပါလိမ့်။ဒါအပြင်အီရန်ဘက်ကအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေလွဲမားစေဖို့ဒုံးပစ်စင်အတုတွေတောင်မှအသုံးပြုထားတယ်လို့သိရပါလိမ့်။ ဒီဒုံးပစ်စင်အတုတွေကိုအစ္စရေးဘက်ကအစ်စ်ထင်ပြီးတော့လေကြောင်းကနေဘုံကျဲချတိုက်ခိုက်တာလို့ဆိုပါတယ်။ဒါဟာအီရန်ရဲ့စစ်နက်ပိုင်ဆိုင်မှုစစ်ကိုကောက်ွယ်ဖို့နဲ့လေကြောင်းတိုက်ခိုက်မှုကိုလမ်းလွှဲစေဖို့အယောင်ဆောင်ပြုလုပ်ထားတဲ့အတုတွေသာဖြစ်တယ်လို့အီရန်မီဒီယာတွေကခိုင်မာပြောပါတယ်။ အစ္စရေးလက်ထက် IF ကအီရန်ပယ်ထိန်းတုံးကြီးစနစ်အားဓာတ်ရိုက်ထိမှန်တဲ့ဗီဒီယိုဖိုင်တွေထုတ်ပြန်ပြီးနောက်အဲ့ဒီပြောဆိုမှုထွက်ပေါ်လာတာပါဒီစနစ်တွေဟာတိုက်ခိုက်မှုပြီးနောက်ဒုတိယအဆင့်ပေါက်ကွဲမှုများမရှိခဲ့ကြောင်းသုံးသပ်သူတွေကဆိုပါတယ်အစ္စရေးကဝေးတဖွဲ့ IF ကလည်း Operation Rising Lion ရဲ့ဒစီတပိုင်းဖြစ်အီရန်ဒုံးပစ်စင်များနဲ့ဆက်ဆက်ချင်းကစောင့်ဝင်တွေကိုတင်းတိကျကျတိုက်ခိုက်တဲ့ဗီဒီယိုတွေအစောပိုင်းကထုတ်ပြန်ပါတယ်ဒီဗီဒီယိုဖိုင်တွေဟာပြစ်မှတ်အများအပြားကိုထိမှန်ကြောင်းအတည်ပြုပေမဲ့ တိုက်ခိုက်ပြီးနောက်ဘာမှပောက်ကွဲခြင်းမရှိတော့ထောက်လန်းရေးဆိုင်ရာသူတွေတီတွေကသတိပြုမိခဲ့ပါတယ်တကယ်လို့ဒုံးမြစ်စင်မှာလက်နက်အပြည့်စုံတပ်ထားမယ်ဆိုရင်အစ္စရေးကနေပြီးတော့ဘုံကျဲချလိုက်မယ်ဆိုရင်ပောက်ကွဲမှုကပုံမှန်အဖြစ်ဖြစ်ပေါ်တယ်လို့ဆိုပါတယ်ဒီလိုပောက်ကွဲမှုကလည်းလုံးဝမရှိတဲ့အတွက်အီရန်ဟာဒုံးမြစ်စင်အတူတွေကိုအစ္စရေးတိုက်ခိုက်မှုမှာလဲလွဲသွားစေဖို့လှည့်ဖြားနိုင်ခြင်းဖြစ်တယ်လို့ထင်ကြေးပေးစရာဖြစ်ခဲ့ပါတယ် အစ္စရေးတပ်တွေဖျက်ဆီးခဲ့တဲ့ပြစ်မှတ်အများပြားဟာရန်သူလူရင်တွေကိုလွဲမောင်းအောင်တမင်တကာထားရှိတဲ့အတုတွေပါလို့အီရန်စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါလေ။ဒါပေမဲ့အဲ့ဒီအစီအခံစာမှာဒုံးပစ်စင်အတုဘလောက်အသုံးပြုခဲ့လဲ။ဒုံးကြီးစနစ်အစ်စတေဘလောက်ထိခိုက်မှုရှိလဲဆိုတော့တီးပြပြောခြင်းမရှိပါဘူး။နောက်ပိုင်းထွက်လာတဲ့ဗီဒီယိုဖိုင်တွေကအီရန်ရဲ့အဆိုကိုထောက်ခံနေပုံရပါတယ်။ဗီဒီယိုတခုမှဆိုရင်ပြစ်မှတ်အကျဉ်းချန်တွေကအတွင်းပိုင်းအစိတ်အပိုင်းတွေမပါဝင်ခြင်းကိုပြသနေပြီးဒါဟာလက်နက်တက်စင်ထားတဲ့ဒုံးပစ်စင်တွေမဟုတ်ပဲ အရွယ်အစားပြည့်ပုံစံတူတွေဖြစ်တယ်လို့ယူဆရပါတယ်။အဲ့ဒီနေရာဟာအခုသတင်းပတ်အစောပိုင်းမှာ Israel တဲ့စီးကင်းတိုက်ခတ်မှုတွေထိမှန်ကြတဲ့နေရာတွေမှာပါဝင်ပါတယ်။ဒီလိုစစ်မြေပြင်လှည့်ဖြောင်းမှုမျိုးကို Ukraine ပါဝင်တခြားစစ်ပွဲစုံတွေမှာလည်းအသုံးပြုတောင်းကြကြပြပြမှတ်တမ်းတင်ထားမှုတွေရှိပါတယ်။ဥပမာပြောရရင် Ukraine တပ်ဖွဲ့တွေက HIMARS နဲ့တင်တဲ့ Radar Unit တွေရဲ့ Hanson ရုပ်လုံးတွေသစ်သားပုံစံတူတွေကတ်တူစက်ကူပုံစံတူတွေကိုထက်တလက်လက်သုံးပြီးတော့ ရုရှားရဲ့ဒုံးကျည်တိုက်ခိုက်မှုကိုအမှန်တကယ်လဲပတ်နေတဲ့စစ်နက်ပစ္စည်းတွေစီကနေလမ်းလွဲစီဖို့ဆွဲဆောင်ခဲ့ပါတယ်။ဒီနည်းပြဟာတံပိုးကြီးမားတဲ့ခရိုင်လက်နက်များစီတင်းကျစွာရောက်ရှိမဲ့ရန်သူရဲ့ပြစ်မှတ်တွေကိုလမ်းလွဲစီပြီးအနာဂတ်စစ်စင်ရေးအတွက်လက်နက်ခရိုင်အစ်စ်တွေကိုထိန်းသိမ်းထားနိုင်ပါတယ်။အီရန်ကလည်းရွှေရှောင်းနိုင်တဲ့ပယ်ထိန်ဒုံးကျည်စနစ်တွေနဲ့မဟာဗျူဟာမြောက်စနစ်တွေကိုအစ္စရေးရဲ့ထောက်လန့်ခြင်းနဲ့ပြစ်မှတ်ထားခြင်းမှာကာကွယ်ဖို့အဲ့ဒီနည်းပြဟာကိုသုံးနေပုံရပါတယ်။ အစ္စရေလရင်းတွေဟာ၃ရက်အတွင်းစည်ရင်းနဲ့ပတ်သက်တဲ့ပြစ်မှတ်ပေါင်း180ကျော်နဲ့ခြေကအဆောက်အစိပ်ပိုင်း920ကျော်ကိုတိုက်ခိုက်ခဲ့တဲ့အတွက်ဒုံးပစ်စင်တူတွေ၃ညဟာရှေ့လာမဲ့တိုက်ခိုက်မှုကိုနှောင့်နှေးစေဖို့သမုတ်ဟန်တာဖို့နီးလန်းအနေငယ်တွေကတခုဖြစ်နိုင်ပါတယ်။အစ္စရေလတပ်တွေကတနင်္ဂနွေနေ့အထိအီရန်ပေါ်လေကြောင်းလွှမ်းမိုးနိုင်မှုကိုဆက်ထိန်းထားပြီးစစ်စင်ရဲ့အရှိန်ရှော့ချမဲ့အရေးအယံမရှိပါဘူး။အီရန်ရဲ့တိုက်ခိုက်မှုကိုပံ့ပိုးပေးတာဒါမှမဟုတ် ဤရဲ့ရေရှည်စွန့်ဆောင်ရေးကိုအထောက်အကူပြုတဲ့ဘဲခြေခံအဆောက်အုံကိုမဆိုဆက်လက်ပြစ်မှတ်ထားသွားမယ်လို့အစ္စရေးကာကွယ်တပ်ဖွဲ့ IDF ကပြောပါတယ်။ဒါအပြင် အစ္စရေးဝန်ကြီးချုပ်ဗဂျမင်နေတာညာဟုဟာအစ္စရေးရဲ့သားပြည်သူတွေတေဆုံးမှုအတွက်အီရန်အနေနဲ့ကြီးကြီးမားမားပေးဆက်ရလိမ့်မယ်လို့ပြောလိုက်ပါတယ်။တယ်လီဗင်းနီဒုံးကြီးချီမှန်ခဲ့တဲ့လူနေအဆောက်အုံကိုသွားကြည့်ခြင်းမှာဝန်ကြီးချုပ်ကအဲ့ဒီလိုပြောတာပါ။ တိုက်ခိုက်မှုတွေစတဲ့ငယ်တဲ့တောက်ကြနေကြတဲ့ကအစ္စရေးဘက်မှာ73ထက်မနည်းသေဆုံးခဲ့တယ်ဆိုပါတယ်။တစ်ချိန်တည်းမှာပဲအစ္စရေးရဲ့နှစ်ရက်ကြာမစိုင်းတုံးကြီးတိုက်ခိုက်မှုကြောင့်အီရန်မှာအမျိုးသမီးနဲ့ကလေးငယ်တွေပါဝင်လူပေါင်း138ဦးထက်မနည်းသေဆုံးပြီးရာချီဒဏ်ရတယ်လို့အီရန်မီဒီယာတွေကလည်းဖော်ပြပါတယ်။ပြည်ကရေတောက်ကန်တွေကအီရန်နျူကလ িয়ার ဆိုင်ရာတိုက်ပွဲများရှင်နေမစိုင်းပရိုဂရမ်တွေပြုလုပ်တဲ့နေရာကိုအစ္စရေးကပြစ်မှတ်ထားတိုက်ခိုက်ခဲ့ရတာကနေစပြီးတော့တိုက်ပွဲတွေအရှိန်မြင့်လာတာပါ စနေနေ့တနင်္ဂနွေနေ့မှာတော့အီရန်နဲ့အစ္စရေးဟာမဆိုင်တုံးတွေနဲ့ပြန်လှည့်ပစ်ခတ်ခဲ့ပြီးအမေရိကန်ကတော့အစ္စရေးဘက်ကကူညီပြီးတော့မဆိုင်တွေကိုကြားဖြတ်ပစ်ချခဲ့ပါလေအစ္စရေးအနေနဲ့အီရန်မှာနျူကလ িয়ার လက်နက်တီထွင်နေတာဟန်တာဖို့ခုလိုတိုက်ခိုက်တာလို့ဆိုပါတယ်အစ္စရေးအီရန်တိုက်ခိုက်မှုမှာအမေရိကန်အနေနဲ့ဘာပတ်သက်မှုမှမရှိဘူးလို့အစိုးရပိုင်းကညင်းဆိုခဲ့တာပါနိုင်ငံခြားသဘောတူညီမှုတွေပြုလုပ်နိုင်မယ်မကြခင်ငင်းချင်းရပါလိမ့်မယ်လို့ထံကတော့ဆိုပါတယ် ထရန့်ဟာသူ့ကိုယ်သူငြိမ်းချမ်းရေးဖော်ဆောင်သူဖြစ်ပုံခေါ်နေပြီးအစ္စရေးအီရန်ပဋိပက္ခကိုမတားဆီးနေတာကြောင့်ဝေဖန်ခံနေရတဲ့ပြင်အိန္ဒိယနဲ့ပါကစ္စတန်ပြည်ထနာပါဝင်တခြားသောပဋိပက္ခတွေကိုဖြေရှင်းဖို့သူတောင်းယူခဲ့တယ်လို့ပြောထားမှုပါတယ်အစ္စရေးဝန်ကြီးချုပ်ဂျမင်းနေဂျာညာဟုကတော့အီရန်ဘက်ကသမရထရန့်ကိုလောက်ကြံဖို့နှစ်ကြိမ်တော်မှကြံစီဘူးတယ်ဆိုပြီးတော့ပြောပါလေ။အစ္စရေးဝန်ကြီးချုပ်ဂျမင်းနေတာညာဟုကလူမှုကွန်ရက်မှာဗီဒီယိုသတင်းစကားပြောခဲ့တာဖြစ်ပါလေ။လက်ရှိအီရန်စိုးရဟာ အစ္စရေးရဲ့အရသားနိုင်ငံတွေကိုပုံကျဲကြောင်းမိမိတို့ကလည်းအီရန်ရဲ့အဓိကပြစ်မှတ်ထိုက်ထားတဲ့နေရာတွေကိုတိုက်ခိုက်နေရကြောင်းနေတန်းညာဟုကဆိုပါတယ်ဒါဟာအသေးစားမဟုတ်ပါဘူးတဲ့အီရန်တို့ဟာသမ္မတထရန့်ကိုဆိုရင်နှစ်ကြိမ်နဲ့နဲ့တပ်ဖြတ်ဖို့စ조사မှုတို့လိုအမေရိကန်တယုံတို့ကိုလည်းဘုံခွဲမှုတယ်လို့ဆိုပါတယ်ဒါပြင်အီရန်ဟာလက်ဘရမှာမရိန်းတပ်သား242ဦးကိုတပ်ဖြတ်ခဲ့တယ်လို့အစ္စရေးဝန်ကြီးချုပ်ကပြောပါတယ်အီရန်နဲ့အီရန်နဲ့အာဖဂန်နစ္စတန်မှာလက်လုံဖောက်ခွဲပစ္စည်းတွေနဲ့အမေရိကန်ထောင်ထဲကြီးကိုတိုက်ခိုက်ပါတယ်။တန်ရရစီပါတယ်။ မေဂန်အလန်ကိုလည်းမိရှုကြပါတယ်မေဂန်ကြာဆုံးပါသေးဆိုပြီးမကြည့်ပြတ်တမ်းကြိုးကြော်နေတာအီရန်နေပဲလို့နေတာညာဟုကသမ္မတထရန့်ကိုပြောပါတယ်လက်ရှိမှာတော့အီရန်ကအစ္စရေးကနိုင်ငံတော်မှာအရေးပေါ်အခြေအနေကြီးညာထားပါတယ်အစ္စရေးဝန်ကြီးချုပ်ကအီရန်ပြည်သူတွေထံမေကွန်းပြောရမှာအစ္စရေးဟာအီရန်ပြည်သူတွေကိုတိုက်ခိုက်ခြင်းသာမဟုတ်ဘဲအီရန်စိုးရောက်ကိုသာတိုက်ခိုက်ခြင်းဖြစ်ကြောင်းလေးပြပြောပါတယ်အစ္စရေးဟာအီရန်စစ်ဦးစီးရာရှိတွေနဲ့တိုက်ပတ်ပညာရှင်တွေကိုတုံ့ပြန်ရှင်းလင်းပြီးရေနီယန်နဲ့ ဒုံးကျည်လက်နက်တိုက်ကိုဖျက်ဆီးပစ်ခဲ့တယ်လို့လည်းဆိုပါတယ်။အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုမှာဆိုရင်လောက်ကျန်ခံရမှာကိုမစိုးရိမ်ဘူးလို့အကြိမ်ကြိမ်ပြောဆိုခဲ့တဲ့အီရန်ထိပ်တန်းနျူကလ িয়ার ပညာရှင်တို့တော်မှတည်ဆုံသွားပါတယ်။ဒါကတော့အီရန်လူမျိုးစွမ်းရည်ဖွဲ့ရဲ့အကြီးအကဲဟောင်းအဘာစီဖြစ်ပါတယ်။အဘာစီကအစ္စရေးထိုးစစ်တွေမှာတည်ဆုံခဲ့တဲ့သိပ္ပံပညာရှင်များထဲမှာတိုးဖြစ်ပါတယ်။ အဘာဇီယာသူဟာအစ္စရေးရဲ့လုံခြုံခံရမှာမဆိုရင်ကြောင့်လည်းနျူကလ িয়ার လက်နက်တိစောက်ဖို့ပြောလာရင်ဝမ်းမြောက်ဝမ်းသာတိစောက်ပေးမယ်ဆိုပြီးတချင်တော့ကပြောမှုပါလေ။အီရန်ရဲ့နျူကလ িয়ার ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကနေရာမှာပါဝင်ခဲ့တဲ့အဘာဇီယာ2020ခုနှစ်မှာလုံခြုံတက်ဖြတ်ခံရမှုပါလေ။ဒါပေမဲ့အဲ့ဒီတော့သူကလွတ်မြောက်ခဲ့ပါလေ။လောကနျူကလ িয়ার လက်နက်ထုတ်လုပ်ရေးသူတေသနာမှာပါဝင်ပတ်သက်တယ်လို့ဆွဆွကျင်းတဲ့ကုလသမဂ္ဂပိတ်ဆို့ရေးမှုကိုကြာမြင့်စွာခံခဲ့ရသူလည်းဖြစ်ပါလေ ယူရရဲ့နျူကလ িয়ার ကျုပ်ပတ်မှုဟာငြိမ်းချမ်းရေးနဲ့နိုင်ငံအချုပ်အခြာအာဏာအတွက်မရှိမဖြစ်လိုအပ်တယ်လို့အဘာစီယာဆိုပါတယ်။အဘာစီယာအစ္စရေးရဲ့ကြောက်မဖွဲ့ကောင်းတဲ့နျူကလ িয়ার အစီအစဉ်နေရာတွေကိုတိုက်ခတ်မှုတွင်တေဆုံးသွားတယ်လို့ UNR ရှိတကတီးပြပါတယ်။လွန်ခဲ့တဲ့လကယူရမီဒီယာတို့ခုနကအဘာစီတွေ့ဆုံမေးမြန်းဆန်းမှာတော့ပြစ်မှတ်ထားခံရနိုင်ခြင်းရှိတယ်ဆိုတဲ့သတင်းတွေကြားနေရပြီးဒီစိုးရိမ်မှုတွေကိုကျွန်တော်အနေနဲ့ဂရုမစိုက်ဘူးလို့သူကပြောပါတယ်။ ကျွန်တော်တို့ကြောက်နေရင်ဘာလုပ်ကြမလဲလို့ပြန်လည်မေးခွန်းထုတ်ပြီးတော့ပယ်ချခဲ့ပါတယ်။နျူကလ িয়ার စီစဉ်ရေးလုပ်ငန်းတွေဟာနောင်လာမယ့်လူငယ်မျိုးဆက်နဲ့အတူဆက်လက်တည်ရှိမယ်လို့သူကပြောပါတယ်။လက်နက်တွေတည်ဆောက်ဖို့တောင်းဆိုလာရင်ပျော်ရွှင်စွာကူညီပေးဖို့မယ်လို့အဘာစီကပြောပါတယ်။အခုတော့နျူကလ িয়ার ဘုံးတွေသူမတည်ဆောက်ရတော့ပါဘူး။သူတည်သွားပြီလို့အစ္စရေးဘက်ကပြောပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်အီရန်ရဲ့အဓိကတပ်မှုတွေဖြစ်တဲ့လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့စစ်ဝေးစည်းချုပ်နဲ့အစ္စလာမစ်တော်တွေရဲ့ဆောင်းတပ်ဖွဲ့စစ်ဝေးစည်းချုပ်တို့လည်းတည်ဆောက်ခဲ့ပါတယ် နျူကလ িয়ার သိပ္ပံများရှိနေကြတဲ့အလီရှန်ခါနီမိုဟာမက်မက်ဒီတီဟာရန်ရှီနဲ့တခြားလေးဦးလည်းသေဆုံးခဲ့တာဖြစ်ပါတယ်။အစ္စရေးနဲ့အီရန်ကြားအပြန်အလှန်ဆွန်နေတဲ့အချိန်မှာပဲတရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးနဲ့အီရန်နိုင်ငံခြားရေးဝန်ကြီးအာရာချီတို့ဟာတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့တယ်လို့တရုတ်ကဖော်ပြပါတယ်။အဲဒီလိုဆက်သွယ်ရမှာလက်ရှိစစ်ပွဲအခြေအနေတွေကိုတရုတ်ကပြောခဲ့ကြောင်းအီရန်ကဆိုပါတယ်။ အီရန်ပေါ်ဣသရေလတိုက်ခိုက်မှုဟာ NDA လွန်ကြီးမာပြီးဒေသတွင်းတစ်ခုလုံးကိုပတ်စုံစစ်ပွဲထဲကိုဝင်ရောက်စေနိုင်တယ်လို့ဆိုပါတယ်။နိုင်ငံကတိုင်ဝမ်အနေနဲ့ဣသရေလစစ်ရဆေးဆောင်ရွက်ဖို့တင်းတင်းတိုက်တိုက်တွေကိုမျှော်လင့်ကြောင်းတရုတ်နိုင်ငံမှာအီရန်ပေါ်ဒီဇိုင်းမမတ်နားလည်ပြီးအားပေးထောက်ခံတာကိုကျေးဇူးတင်ရှိတယ်ဆိုပြီးတော့အီရန်နိုင်ငံဂျိုင်းဝန်ကြီးအာရာချီကဝန်ကြီးကိုပြောပါတယ်။ဒါအပြင်တရုတ်အနေနဲ့ပုံပြီးအရေးကြီးတဲ့ခန်းကနေပအဝင်ဆောင်ရွက်နိုင်မယ်လို့ယုံကြည်ကြောင်းပြောပါတယ်။လက်ရှိမှာတော့ကုလသမဂ္ဂမှာတရုတ်က အစ္စရေးကိုပြင်းပြင်းထန်ထန်ရှုတ်ချထားတာပဲဖြစ်ပါတယ်။ဝန်ကြီးကအီရန်ပေါ်အစ္စရေးတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တရုတ်နိုင်ငံဟာသဘောထားယက်တီချက်ကိုချက်ချင်းလူသိရှင်ကြားဖော်ပြခဲ့တယ်လို့ဆိုပါတယ်။တရုတ်ဟာအီရန်ရဲ့ချုပ်ချာအာဏာလုံခြုံရေးနဲ့နယ်မြေတည်တပ်ခိုင်မြဲခြင်းတို့ပေါ်အစ္စရေးရဲ့ဝင်ရောက်ကျူးကျော်ခြင်းကိုရှင်းရှင်းလင်းလင်းပြစ်တင်ရှုတ်ချပြီးအီရန်အရာရှိတွေပေါ်ပြစ်မှတ်ထားပြီးအရက်သူအရက်သားတွေကိုတေကျေနာတရားဖြစ်စေတဲ့တိုက်ခိုက်မှုမှန်သမျှစန့်ကျင်တယ်လို့ပြောပါတယ်။ဝိုင်းကလက်ရှိဒေသတွင်အခြေအနေဟာအဓိကတော့ကြကြပြီးရေးကြီးတဲ့အခြေအမှဖြစ်နေကြောင်း တရုတ်ဟာအီရန်နဲ့တူသက်ဆိုင်ရာဘက်အသီးသီးမှာဆက်သွယ်မှုတွေကိုဆက်လက်ထားရှိပြီးအခြေအနေတွေတင်းမာရော့ပါစေဖို့အပြုသဘောဆောင်တဲ့ခံကဏ္ဍကလည်းဆက်လက်ပါဝင်ဆောင်ရွက်မယ်လို့ဆိုပါတယ်။ခုလိုအီရန်ရဲ့အချုပ်ချာအာဏာနယ်မြေပိုင်ဆိုင်မှုကိုချိုးဖောက်ပြီးနျူကလ িয়ার စေယုံတွေကိုအစ္စရေးကတိုက်ခိုက်တာကိုတရုတ်ကလုံးဝမထောက်ခံကြောင်းနိုင်ငံတကာစံနှုန်းအလုံးကိုအစ္စရေးကချိုးဖောက်တဲ့အနေအကျင့်တွေလုပ်ရပဲလို့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝန်ကြီးကပြောပါတယ်။ ဣသရေလလုံရက်နဲ့ပတ်သက်လို့ရှန်ဟိုင်ပူပေါင်းဆောင်ရေးဖွဲ့ကလည်းရှုတ်ချသလိုဣသရေလတိုက်ခိုက်မှုကိုလည်းရပ်တန့်ဖို့လုံခြုံရေးကောင်စီမှတောင်းဆိုမယ်လို့ဝန်ကြီးကဆိုပါတယ်။အီရန်နျူကလ িয়ার ပြဿနာကိုနိုင်ငံရေးအရဖြေရှင်းဖို့နိုင်ငံတကာဆောင်ရွက်ချိန်မှာဣသရေလအင်အားသုံးတိုက်ခိုက်မှုကိုလုံးဝလက်မခံနိုင်ဘူးလို့ဝန်ကြီးကအီရန်နိုင်ငံခြားရေးဝန်ကြီးအာရာချီကိုပြောခဲ့တယ်လို့သိရပါတယ်။